ဒီကနေ့မနေ့အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့တပတ်တကြိမ်ဝုတ်ပြုတ်ရင်လုံလောက်ပြီလားဆိုတဲ့မေကွန်းနဲ့အတူတူကစင်ချင်ခွန်အားယူတည်ဆောက်သွားမှာဖြစ်ပါတယ်ကျွန်တော်အအိုးဆုံးအခုနားထောင်နေတဲ့သူကိုမေးချင်တယ်နော်ကျွန်တော်ခရစ်ယာန်ယုံကြည်သူတွေတပတ်တကြိမ်ပဲအသင်းတော်မှာတွိုင်းမှာဝုတ်ပြုတ်တာ လုံလောက်ပြီလားတနည်းအားဖြင့် တပတ်မှာတနင်္ဂနွေတရက်ပဲသွားဝိုးပြုတ်ပြီးမှကြံတဲ့တနင်္လာကနေစနေနေ့အထိအိမ်မှာကျန်းစာမဖတ်ဘူးဝိုးမပြုတ်ဘူးနှုတ်ပတ်တော်နားမထောင်တော့ဘူးเนาะလော်ကီမှာပဲနစ်မြုပ်နေတယ်ဒါပေမဲ့တနင်္ဂနွေရောက်ပြီဆိုတရက်လေးတွိုင်းမှာဝိုးပြုတ်လိုက်တနင်္ဂနွေတရက်ဝိုးပြုတ်ပြီဆိုကြံတဲ့ရက်တွေဘာမှဝိုးပြုတ်ချင်းဆိုင်ရာမလုပ်တော့ဘူးမကိုးကွယ်တော့ဘူးကျန်းစာဖတ်စုတောင်းတရားဒေသနာနားထောင်တဲ့အသက်တာမရှိတော့ဘူးခုနှစ်ရက်တပတ်မှာမှတရက်လေးပဲဝိုးပြုတ်တယ် လုံလောက်ပြီလားကောမန့်ထဲမှာရေးသွားရအောင်လုံလောက်လားလုံလောက်လားအဲ့ဒီမေကွန်းကဒီလိုလေးတံပြန်လေးစဉ်းစားကြည့်မယ်ဆိုရင်အဖြေရှင်းရှင်းလေးထွက်ပါတယ်နော်ဘယ်လိုမျိုးတံပြန်စဉ်းစားရမလဲဆိုတော့ခမင်းစားတာကိုတွားမှတံပြန်စဉ်းစားကြည့်ပါခမင်းစားတာတနင်္ဂနွေတရက်ထဲခမင်းစားတာ ਨੇ တပတ်လုံးစားဆရာမလို့တော့ဘူးလားတပတ်လုံးမစားဘဲနဲ့တနင်္ဂနွေတရက်ထဲခမင်းစားရင်လုံလောက်လား လုံလောက်မှမဟုတ်ဘူးလေညီကိုမောင်တော်တို့ကျွန်တော်တို့တရားဒီသနာနားထောင်တယ်ယုံကြည်သူတွေနဲ့စုဝေးတယ်ဝတ်ပြုတယ်ကိုးကွယ်တယ်တခြင်းဆိုတယ်ချီးမွမ်းတယ်ကျင်းစာဖတ်တယ်ဒေသနာနားထောင်တယ်ဒီအရာတွေကကျွန်တော်တို့ဝိညာဉ်အစာလို့ခေါ်တယ်ဝိညာဉ်အစာစားတာခန္ဓာကိုယ်မှာအစာစားရတယ်လို့ဝိညာဉ်ရေးရမှာလည်းအစာကျွေးနေရတယ်လေမဟုတ်ရင်ဝိညာဉ်ဝိညာဉ်ခန္ဓာကိုယ်ကတည်သွားမှာပေါ့၆ကက်ပြီးတော့မှကဲတင်ချင်းရထားတဲ့သူတယောက်ကဖျားစကားကိုစာငက်ရတယ် ။ခမင်းစာလာတဲ့အခါမှာတူဦးတယောက်ကကျွန်တော်တို့ကိုနင်ပိုက်စာပြီလားဆိုမှကျွန်တော်တို့ကိုတတိပေးမှကျွန်တော်ကခမင်းစာတတ်တာလား။မဟုတ်ဘူးလေ။ပိုက်စာတယ်ဆိုရင်အသွင်းထဲကနေတောင်းတလာတာလေ။အသွင်းထဲကနေပိုက်စာတယ်ဆိုမှကုလူကုလူမီလာတယ်။အာအင်းတွေချိနေလာတယ်။ဒါကြောင့်ခမင်းစာဖို့လိုလာတယ်။ကိုယ့်အကိုရှာစားတတ်လာတယ်။ဒီတိုင်းပဲကေတင်ချင်းရထားတဲ့သူတယောက်ကလည်းဟိုတနင်းကွန်တွေတရက်ပဲဝူပြူမှကြံတဲ့6ရက်မှဖျားစကားကိုမိခဲ့ရင် တောင်မှ သူစာငက်တက်လာတယ်မကြားရင်မနေနိုင်ဘူးကျန်းစာမဖတ်ရင်မနေနိုင်ဘူးနှုတ်ကပတ်တော်မနားထောင်မနေနိုင်ဘူးစုမတောင်းရင်မနေနိုင်ဘူးမချီးမွားရင်မနေနိုင်ဘူးဖြစ်လာမှာဘာလို့လဲသူ့အထဲမှာတောင့်တတာဒါဝိညာဉ်အစာလေဒါကြောင့်တပတ်ကိုတရက်ပဲဝိုးပြုတ်ရင်လုံလောက်ပြီလားဆိုမလုံလောက်ဘူးနော် တပတ်ခုနှစ်ရက်လုံးလုံးကျွန်တော်တို့ကဖယားသခင်နဲ့အတူတွာလာလှုပ်ရှားရတာခန္ဓာကိုယ်မှာစားတောက်ရတယ်လို့ဝိညာဉ်ရေးရမှာလဲဝိညာဉ်အစာဖြစ်တဲ့ဆုတောင်းခြင်းကျင်းစာဖတ်ခြင်းနှုတ်ကပတ်တော်ကိုနားထောင်ခြင်းလက်တွေ့အတ္တမှာလိုက်လျှောက်ခြင်းစသဖြင့်အဲ့ဒီအရာတွေအများအနေလှုပ်လှုပ်နေရတယ်လှုပ်နေမှကျွန်တော်တို့ဝိညာဉ်အတ္တကအာကျမ်းမာရေးကောင်းနေမယ်ကျမ်းမာနေမယ် ဒီလိုပြောလိုက်လို့တနင်္ဂနွေဝူသွားမပြူနေတော့လို့မဆိုလို့နော်တနင်္ဂနွေဝူပြူရမှာမှန်တယ်တနင်္ဂနွေဝူပြူရမှာအရေးကြီးတယ်ကျမ်းစာမှာလည်းဒီလိုပြောတယ်လေအပြဲဩဝါဒစာခန်းကြီး30ငွေ25မှာလူအချို့တို့ဒီထုံးစံရှိတဲ့အတိုင်းအချင်းချင်းစီဝေးချင်းအမှုကိုမရှောင်မလွဲကြနဲ့အချင်းချင်းတို့ကိုတိုက်တွန်းလို့ဆိုကြလောကာလအချိန်ရောက်လူနီးဒီကိုထောက်တဲ့ဖြစ်တာ၍ကြိုးစားအားထုတ်ကြလောဝူပြူစီဝေးမတွားဘဲနဲ့မလုံနဲ့တဲ့အကျင့်ဖြစ်သွားမယ်ဒါကြောင့်ဝူပြူစီဝေးတွားတာအရေးကြီးလားမကြီးဘူးလား အရေးကြီးတယ်ယုံကြည်သူခရိယံတရားဟုတ်တယ်ဆိုရင်ဝုပြုစည်းဝေးကိုဘယ်တော့မှမရှောင်မလွဲရဘူးပြီးရင်မရက်တန့်ရဘူးဝုပြုစည်းဝေးသွားတာကိုမရက်တန့်ရဘူးတပတ်မှတစ်ချိန်ပဲကျွန်တော်တို့သွားရတာတပတ်မှတစ်ရက်ပဲသွားရတာအဲ့ဒီတစ်ရက်မှာတော့မှကျွန်တော်တို့တစ်ချိန်နှစ်နာရီလောက်ပဲကျွန်တော်တို့ကရှစ်ခိုးတာလေဒါကိုကျွန်တော်တို့မသွားချင်ဘူးဆိုရင်ဒါကျွန်တော်တို့ကဲတင်ချင်းရထားတဲ့သူတော်မဟုတ်တော့ဘူးအဲ့လိုဖြစ်သွားလိမ့်မယ်ဝုပြုစည်းဝေးသွားလို့ကဲတင်ချင်းရတာမဟုတ်နော် ဒါပေမဲ့ကေတင်ချင်းရထားတဲ့သူတယောက်ကဝုတ်ပြုတ်စည်းဝေးကိုတွားချင်နေရမယ်။အာမင်။ဒါကဝုတ်ပြုတ်စည်းဝေးတွားချင်းအရေးကြီးတဲ့အရာကိုကျွန်တော်ထောက်ပြချင်တာ။မြင်စေချင်တာ၊မိမောင်းထိုးပြချင်တာ။ဒါပေမဲ့ဝုတ်ပြုတ်စည်းဝေးပုံမှန်တွားပြီးပြီးကြံတဲ့ရက်မှာဝုတ်ပြုတ်စရာမလိုတော့ဘူးလို့ခံယူနေရင်တင်မာသွားမယ်ညီကိုမောင်မတော်။များတော့အဖြစ်ကျွန်တော်တို့ဝုတ်ပြုတ်စည်းဝေးပုံမှန်တွားနေတဲ့သူတိုင်းကကေတင်ချင်းရပြီလို့လည်းပြောလို့မရအောင်။ တချို့ကအပေါ်ယံအနေနဲ့ဟိုပုံစံခွက်ထဲမှာပဲတွားနေအသက်ရှင်နေတဲ့ခရိယန်တွေအများကြီးရှိတယ်။တပတ်မှာတနင်္ဂနွေတရက်ပဲဝူပြစည်းဝေးလိုင်းမှာကြံတဲ့6ရက်မှာကိုယ့်အကိုစိတ်ကြိုက်အသက်ရှင်နေတဲ့ယုံကြည်သူတွေအများကြီးရှိတယ်။ဖယားသခင်ကိုချစ်တယ်လို့လို့နဲ့တနင်္လာကနေစနေနေ့အထိတော့ဖယားဖယားတရားနဲ့လုံးဝအဆက်ဖြတ်ထားတယ်။တနင်္ဂနွေနေ့တရက်ပဲတိုးကလေးလာလို့တယ်။တနည်းအားဖြင့်တိုးတိုးရေခြုံတဲ့ဝန်ပလွေပုံစံပေါ့နော်။ တိုးရေခွန်ကိုဖះเจ้าတကားမှာသွားချိတ်ထားတယ်ဖះเจ้าသွားပြီးပြီးဖះเจ้าသွားတော့မယ်ဆိုရင်အဲ့ဒီတိုးရေကိုချုံမှာတိုးကလေးလောက်တယ်ဖះเจ้าထဲမှာဖះเจ้าကနေလဲပြီးရောအာမင်အာမင်အာမင်ဆိုမှပြီးရောဖះเจ้าနေထွက်သွားပြီဆိုလို့ရှိရင်အဲ့ဒီတိုးရေကိုတိုးအရေခွန်ကိုခွာပြီးတော့မှဖះเจ้าမှာချိတ်ခဲ့တယ်ပြီးလို့ရှိရင်လောကကြီးထဲမှာရောက်သွားလို့ရှိရင်မြေခွေးဖြစ်သွားပြီဟာမြေခွေးဖြစ်သွားပြီလူတကာလိုက်ဆဲလူတကာလိုက်လို့မဟုတ်မကလိုက်လို့အပြစ်တွေလိုက်လို့ဒီလိုမျိုးအရေးအရေးခွန်တာရှိတဲ့ နော်အပေါ်ယန္တာအာရှိတဲ့ယုံကြည်သူတွေအများကြီးဒီကနေ့အသိတော်ထဲမှာရှိတယ်။ဒါကိုမိမောင်းထုတ်ပြချင်တာ။ဒါကြောင့်ဖျားသခင်ကလေတမဟောင်းကျန်ကအေးတီလာလူမျိုးတွေကိုဘလို့ပြောရလဲကျွန်တော်ကျန်းချက်တစ်ချက်ရှင်းဖတ်ပြမယ်။ဟေရှာယအနာဂတိကျန်အခန်းကြီး29အငယ်73မှာဘလို့ပြောရလဲဆိုတော့ထောရဖျားကလေတဲ့ဤလူမျိုးတွေနှုတ်နဲ့ငါငါထံတို့ချင်းကပ်၍နှုတ်ခမ်းနဲ့ငါကိုယူတည်ကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလာ၏လူတို့စီရင်သောပညာတို့ကိုအမိပြု၍ငါကိုကြောက်ကြ၏ ထိုကြောင့်ကြောက်မွက်ဖွယ်ရောအမှုကိုဤလူမျိုးတွင်တဖန်ကားပြုဥမီသူတို့တွင်ပညာရှိတို့၏ပညာတွင်ပျက်စီးလိမ့်မည်ဉာဏ်ကောင်းသောသူတို့၏ဉာဏ်လည်း꽌ပြောက်လိမ့်မည်ဟုမိန့်တော်မူ၏ဒီကနေ့ခေတ်မှာပဲကျွန်တော်တို့ဒီလိုမျိုးအပေါ်ယံအရေခြုံတဲ့ယုံကြည်သူရှိနေတာမဟုတ်နော်တမဟောင်းကျန်းစာကလေးကအရေခြုံတဲ့အဖွဲတသက်ကိုရှိတာဘဇက်ကဖယားဖယားလက်ကကာယကာယလှုပ်တဲ့အဖွဲတသက်ကိုရှိတာအပေါ်ယံမှာကြည်လို့ရှိရင်တကယ်ကိုဟိုယူသားတဲ့ ဖခင်ခင်ကိုကိုင်းဆိုင်တဲ့ယုံကြည်တဲ့ပုံစံကတော့ဟန်ပန်အမူအရာပြတယ်။ဒါပေမဲ့ပုံစံခွက်ထဲမှာပဲတွားနေတာ။ပုံစံခွက်ထဲမှာဆိုတာဘာကိုပြောချင်လဲ။အသင်းတော်ကတတ်မှတ်ထားတဲ့အချင်းအတိအကျလာတယ်။အသင်းတော်ကရှစ်ခိုးတဲ့အချင်းရှစ်ခိုးတယ်။တဘာပတိကထိုင်ဆိုထိုင်ထဆိုထတယ်။နော်။တဘာပတိကဆုတောင်းဆိုမျက်စိမိတ်တယ်။တချင်းဆိုဆိုရင်လိုက်ဆိုတယ်။တဘာပတိလှုပ်ဆိုလှုပ်တယ်။နော်။အလူငွေဆုတောင်းဆိုဆုတောင်းတယ်။အကုန်လုံးလိုက်နာတယ်။ပုံစံခွက်ထဲကိုတွားတာ။အဲ့ဒီအတိုင်းကိုတွားတာ။ပြီးရင်ဖခင်ကြောင့်လည်းပြီးရော အဲ့ဒီတရက်ပဲဖရားရဲ့တိုးကလေးလှုပ်တယ်။ကြံတဲ့6ရက်လုံးမှာလောကီအမှုထဲမှာနှိမ့်ညွပြီးတော့မှလှုပ်ချင်ရလှုပ်တယ်။ဖရားလှုပ်ဖရားတရားကတီးတက်ငါရဲ့အသက်တာကတီးတက်ဆိုမှခွဲထားတာ။ဖရားတရားလှုပ်တဲ့တရက်မှာကျတော့အပြစ်မလို့ဘူးဆဲလက်မဆဲဘူးမဟုတ်မကမလို့ဘူးအဲ့ဒီတရက်ကိုပဲရှောင်းတာ။ကြံတဲ့တနင်းလာကနေ6ရက်မှာဘာမှဆိုလှုပ်တယ်အပြစ်လှုပ်တယ်ဆဲဆိုတဲ့စကားတွေလည်းအကုန်ပြောတယ်မဟုတ်မကတောက်စားမူရစ်တယ်ကြံတဲ့6ရက်မှာလှုပ်ရဲတယ်။ တရက်ကိုပဲကျွန်တော်ကတန့်ရှင်းစေတာဒါဆိုလို့ရှိရင် ကျွန်တော်တို့ကအရေးချုံဖြစ်နေပြီညီကိုမောင်မတို့တမချင်းစာထဲမှာ prophet ဟေရှာယကိုဘုရားသခင်က is အဆွေလူမျိုးကိုစင့်ဆူခိုင်းတဲ့စကားအတိုင်းကျွန်တော်တို့ကဖြစ်နေပြီကျွန်တော်တို့ကဘုရားသခင်ကိုဗဇက်နဲ့ပဲယူတည်နေတာတရက်ပဲယူတည်နေတာကျန်တဲ့6ရက်ကဘုရားသခင်မမြင်ဘူးထင်မှဟိုဗိမ္မာန်တော်မှာသွားတဲ့အခါမှာဆရာတွေလည်းငါတို့ကိုကြည်နေတယ်ဘုရားလည်းငါတို့ကိုကြည်နေတယ်လို့ကျွန်တော်ကထင်တယ် ကျန်တဲ့6ရက်မှာကျွန်တော်ကကုမ္ပဏီမှာအလုပ်ထဲမှာငါလှုပ်ချင်ရလှုပ်မယ်ဆဲချင်ရဆဲမယ်အာအပြစ်လှုပ်ချင်ရလှုပ်မယ်ဆိုမှအဲ့လိုမျိုးဝုံတိုင်းကျဲနေတော့တယ်ဒါကအမိခံခရိယံပဲဖြစ်တယ်လို့ကျွန်တော်ပေါ်ပြချင်တယ်မပူမအေးတဲ့ခရိယံပေါ့နော်ပူလားဆိုတော့လည်းအဲ့လောက်မပူအေးလားဆိုတော့လည်းအဲ့လောက်မအေးဘူးမပူမအေးဖြစ်နေတာဖះเจ้าမတော်အောင်လားဆိုတော့တွားတယ်လေဖះမရှိခိုးလားရှိခိုးတယ်လေဒါပေမဲ့ကျန်တဲ့6ရက်မှာဖះတရားနဲ့မတော်လာတာဒီလိုဆိုလို့ရှိရင်မပူမအေးဖြစ်နေပြီ ဖယားသခင်ကတင့်ကိုထွေးထုတ်တော့မယ်အထူးတတိထားပါလို့ကျွန်တော်ခွန်အားပေးချင်တယ်။ဒါကြောင့်တနင်းကနွေတရက်သေးဝူးပြူတာလုံလောက်ပြီလားဆိုတဲ့မိကုံးကိုပြန်သွားရအောင်။တနင်းကနွေတရက်သေးဝူးပြူလုံလောက်ပြီလား။လုံလောက်ပြီလား။မလုံလောက်ပါဘူး။တနင်းလာကနေတနင်းကနွေနေ့ထိရက်တိုင်းရက်တိုင်းရက်တိုင်းဝူးပြူရမယ်။တနင်းကနွေမှာတော့ဖယားเจ้าမှာအတူတူကဝူးပြူစီဝေးရတာလေယုံကြည်သူတွေနဲ့ ကျန်တဲ့6ရက်မှာကျတော့ယုံကြည်သူတွေနဲ့ဝုတ်ပြစည်းဝေးမရှိဘူးဆိုရင်ကိုကိုရိုင်းကျန်းစာဖတ်မယ်ဆုတောင်းမယ်ကိုကိုရိုင်းမနဲ့တိုင်းဒေသနာနားထောင်မယ်ဘာလို့ဆရာတို့မနဲ့တိုင်းနေ့တိုင်းနေ့တိုင်းနေ့တိုင်းဘာလို့နှုတ်ကပတ်တော်ဝေငါပေးနေရလဲသီလားယုံကြည်သူတွေအလုတ်ထဲမှာလဲဖရားတရားနဲ့တွားတက်ဖို့ရန်အတွက်မျောလင့်ထားပြီးတော့မှအားလုံးကိုဝေငါပေးနေတာကိုရိုင်းလဲခွန်အားယူတယ်လို့အားလုံးကိုလဲခွန်အားပေးချင်တာဒါကြောင့်နေ့တိုင်းကျန်းစာဖတ်ပြီးမှနားမလဲဘူးဆိုရင်တော့မှလေ ဆရာရီရဲ့နှုတ်ကပတ်တော်မနဲ့တိုင်းနားထောင်ပါဒါဆိုရင်တင်နားလည်လာတဲ့ခါမှာတင်ဘလို့အသက်ရှင်ရမလဲတင်ကောင်းကောင်းလေးရှင်းလင်းလာမယ်ပြီးလို့ရှိရင်တပတ်9ရက်တရက်24နာရီအမြဲတမ်းပဲဖရာသခင်နဲ့တွာလာလှုပ်ရှားတတ်တဲ့သူဖြစ်မယ်ဒါမှဒါလင်ဖရာသခင်ကောင်းကြီးပေးတဲ့သူဖြစ်မယ်လို့ခွန်အားပေးနဲ့နှိကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ယေရှုတင်တဲ့ကိုတော့ဒီကနေ့မနဲ့မှလဲတနင်းကနွေတရက်ထဲကိုပြုတ်တာမလုံလောက်ဘူး ဝိညာဉ်အစာနေ့တိုင်းစားနေရတယ်ဒါကြောင့်နေ့တိုင်းနေ့တိုင်းဝတ်ပြုတ်ကိုယ်ခွေရမယ်ဆိုတဲ့အကြောင်းကိုတန်ရှင်တော်ဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့နားလေခွန်အားယူခွင့်ပေးတယ်ဂျေဇုတင်တယ်ခရိယန်တတရှင်တန်ရင့်ကျက်ပြီးတော့မှတာ၍ကောင်းကြီးရတော့အတ္တဖြစ်စေပါမည်အကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖေယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့